တန်းစုံငိန်တဲ့မနေနဲ့အရေးချင်းတွေနဲ့နိုင်ငံကုန်ကိုဆောင်ဖို့ Miss Grand မြန်မာဖြစ်လာတဲ့အလှမယ် JK Sophia ပရိသတ်များအလုံးမင်းလာဝါရှင် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ထမြတ်တဲ့အရေးချင်းတွေနဲ့အတူ Miss Grand မြန်မာ2025အလှမယ်ဖြစ်လာသူကတော့ရှမ်းပြည်နယ်နိုင်ငံမျိုးကကချင်ရှမ်းတိုင်းသူလေ JK Sophia ဖြစ်ပါတယ်။ ဂျေကင်ဆိုဖီယာကမစ်ဂရမ်မြန်မာပွဲကိုထူးအပ်လွင်ပြီးရင်နောက်မရန်ဆိုင်တော်ကင်တွေ့ပြီးမှပထမဆုံးမစ်ဂရမ်မြန်မာဖြစ်လာတဲ့သူဖြစ်ပါတယ်။ရှန်ကချင်မာလေးဂျေကင်ဆိုဖီယာကလူတွေကအတန်တောင်မကြားကျင်တော့ပါဘူးဆိုပြီးတပိတ်မောက်ခံထားရတဲ့မစ်ဂရမ်မြန်မာပွဲလူစိတ်ဝင်စားမှုရလာအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အလှမယ်ဆိုရင်လည်းမမပါဘူး။အထူးသဖြင့်တော့ဂျေကင်ဆိုဖီယာဟာအဆိုတော်တဦးဖြစ်ခဲ့တာကသူ့ရဲ့အားသာချက်လို့ဆိုရမှာပါ။ဒီမတိုင်ခင်မှာတော့ဂျေကင်ဆိုဖီယာကမြန်မာစတားသင်းဆိုပြိုင်ပွဲကိုဝင်ရောက်ရှင် ြန်ခဲ့ဘူးတာဖြစ်ပါတယ်။ဒါကြောင့်လေဂျေဂီဆိုဖီယာကသူမရဲ့အတန်ပါဝါအားကောင်းကောင်းနဲ့မစ်ဂရန်နန်ခန်းဆိုတဲ့အော်ဒန်ကြီးကိုပရိသတ်တွေကသဘောကျကြပါရယ်။ ဒါအပြင်ဂျေကေဆိုဖီယာကိုပရိသတ်တွေပိုချစ်ကြတဲ့အချက်ကတော်တော်လတ်လတ်လေးနဲ့ချစ်စရာကောင်းပြီးတော့ထူးချွန်ထမြန်နေရပါအထူးသဖြင့်တော့ Miss Grand မြန်မာဂျေကေဆိုဖီယာကအင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောနိုင်တယ်လို့ညာညာသွေးကလည်းထူးချွန်ထမြန်ပြီးတော့ bright ဖြစ်လွန်ပါတယ်ဒါအပြင် National Costume ပြိုင်ပွဲမှာလည်းရှမ်းခေါဆွဲလဲလေးနဲ့အတူချစ်စရာကောင်းစွာနဲ့ရှင်ပြိုင်နိုင်ခဲ့ရပါဒါကြောင့်လည်းအထူးသဖြင့်တော့တော်လတ်ထမြန်တဲ့ဒီလိုအရေးချင်းတွေကြောင့်ဂျေကေဆိုဖီယာက Miss Grand မြန်မာ2025ဆုကို တိုင်းတန်တန်စုခိုးနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ ဒါအပြင်မရန်ဆိုင်တော်ကျင်းပတဲ့အခုနှစ် Miss Grand မြန်မာ2025ပြိုင်ပွဲကိုရှင်ပြန်ကြတဲ့အထင်းမှာ JK Sophia တယောက်ကပဲမနေ့ကဝင်လာဆူရခဲ့တဲ့သဲဆူညင်ရဲ့အရေးချင်းတွေကိုမိနိုင်နေတယ်လို့ဆိုရမှာပါ။အားလုံးသိကြတဲ့အတိုင်းမနေ့က Miss Grand မြန်မာ2025ဆုကိုရရှိခဲ့တဲ့သဲဆူညင်ကမြန်မာနိုင်ငံရဲ့အလှမယ်လောကမှာအသက်အငယ်ဆုံးနဲ့အရေးချင်းအရှိဆုံးသူလို့ဆိုနိုင်ပါတယ်။အသက်၁၈နှစ်အရွယ်သာရှိသေးတဲ့တဲဆူညင်ဟာအင်္ဂလိပ်စကားကိုလည်းကျွမ်းကျင်စွာပြောနိုင်တယ်လို့ညံညံသွေ းနဲ့ထူးချွန်ထမ်းမြတ်မှုအပိုင်းမှာတကယ်ကို ပြောစရာမလိုခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း Miss Grand International Stage ထက်မှာမြန်မာအလှမယ်ဆိုပြီးတော့ထင်ရှားနေခဲ့ရပါနိုင်ငံတကာအလှမယ်အတန်းဝိုင်းတွေကပါတကန်တနာဖော်ပြခွင့်ရခဲ့တဲ့အထီးပါပဲ။အခုချိန်ထိလည်းတဲဆုညင်ရဲ့နာမည်နဲ့တဲဆုညင်ရဲ့ fashion တွေဟာနိုင်ငံတကာအလှမယ်အတန်းဝိုင်းတွေကြားမှာနာမည်ကြီးနေစေဖြစ်ပါတယ်။ဒီလိုမျိုးတဲဆုညင်ရဲ့အရေးချင်းတွေကိုမကြော်လွန်ရင်တောင်မှမိအောင်လိုက်ပြီးတော့ Miss Grand International မှာ placement ရနိုင်တာကတော့ JK ဆို ပြားတယောက်ပဲရှိပါတယ်။ ဂျေကေဆိုဖီယာဟာတဲဆုညင်တဲ့နှစ်အနည်းငယ်အသက်ကြီးပဲမယ် EQIO NQIO ထပ်မြက်ပြီးတော့ဘာသာစကားအခက်ခဲမရှိတဲ့အတော်လတ်ဆုံးအလှမယ်လေးဖြစ်ပါတယ်အခုချိန်ထိတော့ Miss Grand မြန်မာဖြစ်လာတဲ့အလှမယ်လေးဂျေကေဆိုဖီယာမှာအားနည်းချက်တွေရှိနေသေးပါဒါပေမဲ့ Miss Grand International 2025အပြိုင်ပွဲကျင်းပဖို့အတွက်လေးလလောက်လိုသေးရကြောင်းဂျေကေဆိုဖီယာတယောက် Director Maran Sino ရဲ့ Supporting ပေးမှုနဲ့အတူဘလောက်ထိတောက်ပတိုးတက်လာမလဲဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ် အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော Miss Grand မြန်မာဖြစ်လာတဲ့အလှမဲ့ JK Sophia ကိုအားပေးကြလာဆိုတာပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။